celebration of the mystery of water ရည်ရဲ့နတ်နေရအချက်ကိုကျင်းပါခြင်းကျွန်တော်တို့ပါစကားညမှာအလင်းယေအာလလူးယာဆိုတဲ့သခြင်းဒီပါစကားရဲ့အမတ်သင်္ကေတ၃ခုတွဲပြီး ထောက်ရှုကြပါတယ်မနေ့ကတော့အလင်းအကြောင်းကို ကျွန်တော်တို့ထောက်ရှုခဲ့ပြီးဖြစ်တယ်ဒီနေ့မှာတော့ရေအကြောင်းကိုကျွန်တော်တို့ထောက်ရှုကြပါစို့ ရေဟာလည်းပဲအလင်းကဲသို့လူသမိုင်းအစမှကတည်းကပါရှိပြီးသားလူဘဝရဲ့လူသမိုင်းရဲ့ဆက်ဆာခြင်းမှာတဲကရှေးဦးတင်ဂေတာတစ်ခုဖြစ်နေတည်ရှိခဲ့တဲ့အရာဖြစ်ပါတယ်လူရယ်လို့ဆက်ဖြစ်ကတည်းကရေကသူ့ရဲ့ဘဝထဲမှာချိန်ပြီးသားတည်ရှိနေပြီးသားပဲဖြစ်ပါတယ်လူတရားများသာမကတတ္တလောကကြီးတစ်ခုလုံးဖြစ်တည်မှုအတွက်မရှိမဖြစ်ခန္ဓာမှာ ရေဟာပါဝင်နေခဲ့တယ်ဆိုတာကိုကျွန်တော်တို့သတိရကြရပါမယ်။တတလောကကြီးမှာရှိတဲ့အဖို့တန်အရာမှန်သမျှတို့ရဲ့ဖြစ်တည်မှုမှာရေပါဝင်နေပါတယ်။လူဘဝအတွက်လည်းမဖြစ်မနေလိုအပ်တဲ့အထောက်ပံ့ဖြစ်ပါဝင်နေတာကို ကျွန်တော်တို့မကြာခဏသတိရကြပါတယ်။ရင်ကဖူးသူမှန်သမျှရေရဲ့တန်ဖိုးကိုသိကြပါတယ်။နိုင်ပေါင်းများစွာ နေရဲ့ပူပြင်းလာတဲ့အပူရှင်အောက်မှာရုံးကန်လှူရှားပြီးနောက်အေးမြအတန်ရှင်းတဲ့ရေကိုတောက်သုံးလိုက်ရတဲ့သူဟာတန့်စင်ကြည်လင်တဲ့အဲ့ဒီရေရဲ့တံဘိုးကိုသိရှိပါတယ်ရေလောက်ပဲရာမှာတံဘိုးမရှိဘူးဆိုတာကိုသူတို့သိကြပါတယ်ဒီလိုအတွေ့အကြုံမျိုးကိုအခြေခံပြီးကျွန်တို့လူများဟာ ရေရဲ့ဆန်းကျယ်နက်နဲမှုကိုတမိုင်းတလျှောက်တတိထား လာမိကြတာကြာပြီပဲဖြစ်ပါတယ်အထူးသဖြင့်မြစ်ကြီးများဖြတ်တန်းစီးဆင်းကြတဲ့နိုင်ငံကြီးတွေဖြစ်တဲ့အီဂျစ်တို့အာဆီးရီးယားတို့ဘာဘီလုန်တို့စတဲ့နိုင်ငံကြီးတွေမှာမြစ်ကြီးရဲ့အထူးသဖြင့်ရေရဲ့စမ်းကြံနံနေမှုကိုတဆင်ချင်းတိုးတက်ပြီးသိရှိလက်ခံလာကြတာကိုတွေ့ရပါတယ်မြစ်တို့ရဲ့နတ်နဲစမ်းကြံမှုဆိုတာသူတို့နားမလည်နိုင်ဘူး မြစ်တို့ကိုတကယ်နှံ့နေတဲ့အရာဖြစ် လူရဲ့ဖြစ်တည်မှု လောကကြီးရဲ့ဖြစ်တည်မှုအတွက်မရှိမဖြစ်စိတ်ပိုင်းဖြစ်နှံ့နေစွာ ပါဝင်နေကြတယ်ဆိုတာကိုတမိုင်းတစ်လျှောက်ထောက်ရှု ခဲ့ကြတာကိုလည်းတွေ့ရပါတယ်အဲဒီလိုနိုင်ငံကြီးတွေအတွက်မြစ်ဆိုတဲ့အရာရေဆိုတဲ့အရာဟာစွမ်းအားတကူကြီးလုံးတဲ့အသက်ပေးနှံ့နေရာဖြစ်သိရှိလက်ခံလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလည်းပဲဖြစ်ပါတယ်။ကျွန်တော်ယုံကြည်သူများအတွက်လည်းယေရှုဆိုတဲ့အရာဟာပါရာဒီဇူးနဲ့ဥယင်တော်ကသစ်ပင်ပန်းမှန်တို့ရဲ့သီးပွင့်ရှင်သန်မှုကိုတတိယစေပါတယ်။အညစ်အကြေးများကိုဆေးကြောတန့်စင်ပေးခြင်းနဲ့တနေ့တာလုံးရဲ့ပင်မနွမ်းနယ်မှုကို ဖြေပြောက်အမောပြေလန်းဆန်းစေပါれလူရောစိတ်ပါ လမ်းဆန်းအမောပြေစေပါတယ်။ဒါကြောင့်ရေနဲ့လူဘဝအတ္တတာဆိုတာဆက်ဆက်နေကြတယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းပဲတတိထားလက်ခံခဲ့ကြပါတယ်။ဤဆယ်ကိုကျင်းပတဲ့နေရာမှာလည်းပဲပြောခဲ့တဲ့ရေရဲ့နှစ်နှစ်အချက်တွေကို ပို့ပြီးခံစားမိစေပါတယ်။ရေရဲ့နှစ်နှစ်အချက်ကိုပို့ပြီးနှက်ဆိုင်စေတယ်ပို့ပြီးတော့မြင့်တင်ပေးလေရှိပါတယ်။ဤဆယ်ကျင်းပခြင်းမှာ ျွန်တော်တို့သိကြတဲ့အတိုင်းပဲရေကောင်းကြီးပေးခြင်းလည်းပါပါတယ်။ရေရဲ့နတ်နေရာချက်ကိုကျင်းပခြင်းဖြစ်ပါတယ်။ Celebrating the mystery of water ။ကျွန်တော်တို့အထက်ကထောက်ရှိခဲ့တဲ့ရေရဲ့နတ်နေရာကိုကျင်းပခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ညကျင်းပတဲ့ရေဟာရိုးရိုးရေမဟုတ်ပါဘူး။ဒီကဘာမြေကြီးပေါ်ကအဖို့တန်ရေးများအလုံးထက်နှိုင်းမရအောင်တန်ဖို့ရှိတဲ့အသက်တာ စမ်းရည်ပဲဖြစ်ပါတယ်ခရစ်တော်ရဲ့နဘေးတော်ကပွင့်အံကြလာတဲ့အသက်စမ်းရည်ပဲဖြစ်ပါတယ်ယောဟန်ခန်းကြီး၄ခန်းငယ်30ခန်းကြီး9ခန်းငယ်39ခန်းကြီး29ခန်းငယ်34တောက်လျှောက်ရှင်ယောဟန်ဧဝံဂေလိကျမ်းမှာကျွန်တော်တို့တွေ့ကြရပါတယ်ရေကြောင်းအသက်တာရဲ့အကြောင်းကိုရေအဖြစ်နဲ့ဥပမာပေးပြီးသူဖော်ပြလာတာပဲဖြစ်ပါတယ် ခရစ်တော်ရဲ့ကားတိုင်းတော်ဟာတခြားဘာမှမဟုတ်ဘဲသူ့ကိုယ်သူဆက်ကအနံပေးအပ်လိုက်ခြင်းပဲဖြစ်ပါတယ်သူ့ကိုယ်တိုင်အတွက်ဘာမှမချမ်းပဲအများအတွက်သူ့ဘဝကိုအဆုံးစွန်အပြည့်အဝပေးဆက်လိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒါကြောင့်ခရစ်စုတိုင်ပေါ်မှာတန်ရှင်းစင်ကြဲတဲ့တရားကြီးညိုခြင်းရဲ့စိတ်မှန်ပြီးအဖို့တန်တဲ့စိတ်ဆန်းရည်ဟာတသွင်းသွင်းစီစင်းလျက်ရှိပါတယ် ဒီစီစင်းတဲ့ရေဟာတလောကအလုံးကို စီစင်းသွားပါတော့တယ်ဒီခရစ်သူတိုင်းဘောကပဲဖျားသခင်ကိုကြီးမားစွာသောချစ်ချင်းပေါ်ထွက်လာနေတာကိုတွေ့ရပါတယ်ဒီခရစ်သူတိုင်းကပဲ လူသားအလုံးတလောကအလုံးကိုချစ်ခင်ခြင်းများပေါ်ထွက်လျက်ရှိပါတယ်လူသားအလုံးအတွက်ရေရဲ့အဖို့မဖြစ်နိုင်တဲ့တန်မိုးများအလုံးလာရောက်စုဝေးရာဌာနပဲဖြစ်တော့ပါတယ် ဒီခရစ်သူတိုင်းဟာရေရဆွမ်းအားများအလုံးလာရောက်စုဝေးရာဌာနဖြစ်ပါတယ်။ရေရတန့်စင်ပေးခြင်းဆွမ်းအားရေရအတိပွင့်ပွင့်စေခြင်းဆွမ်းအားလန်းဆန်းအမောပြေခြင်းဆွမ်းအားပျော်ရွှင်ဝမ်းမြောက်ခြင်းဆွမ်းအားအသက်ဝင်လှုပ်ရှားခြင်းဆွမ်းအားဒီဆွမ်းအားများအလုံးလာရောက်စုဝေးရာဌာနပဲဖြစ်ပါတော့တယ်။ဆေးကြောခြင်းဆက်ဂရမင်တို့၌ အသင်းတော်မှတဆင့်ခရစ်တော်ရဲ့ကားတိုင်းတော်မှပေါ်ထွက်လာတဲ့တကိုးကြီးလာတဲ့စံကြောင်ဟာဖျားသခင်မြို့တော်ကြီးတစ်ခုလုံးကိုဝမ်းမြောက်စေပါれဖျားသခင်မြို့တော်လို့ဆိုတဲ့နေရာမှာကျွန်တော်တို့လည်းပဲအပါဝင်ဖြစ်ပါれဆာလံ46ခန်းငယ်၄ဒီစာအမှာ ကျွန်တော်တို့ကို ကျွန်တော်တို့ရေချိုးတန့်စင်နိုင်ကြပါれဒီစာအင်္ဂါပဲကျွန်တော်တို့အစ်စ်မွေးဖွားလာကြပါれ ဒီဇိုင်းတစ်ခုတည်းကပဲကျွန်တို့ရဲ့6တွေ့ကွဲအနေနဲ့ဘဝအတ္တဓာတ်တွေကိုပြုပြင်ပါပြောင်းလဲပေးနေတယ်ဆိုတာကိုကျွန်တော်တို့သတိရကြပါတယ်။လောကကြီးတစ်ခုလုံးဟာ ပူပြင်း6တွေ့ကွဲအပ်လို့နေပါတယ်။ကျွန်တော်တို့နိုင်ငံမှာဆိုရင် ကြည့်မယ်ဆိုရင်လည်းပဲဒီလိုပဲဖြစ်နေပါတယ်။ဘဝအတ္တရှင်သန်မှု အခွင့်အရေးတွေဟာနည်းသထနည်းလာနေတာကို တွေ့ရပါတယ်။လောကကြီးတစ်ခုလုံးအသီးမသီးနိုင်ဘူး။ အပွင့်မပွင့်နိုင်ဘူးဆိုပြီးစဉ်းလန်းခြင်းမရှိတဲ့ညှို့နှံခြောက်သွေ့တဲ့အခြေအနေကန္နာယဆန်လုံးနေတဲ့အခြေအနေမှာ ရှိနေပါတော့တယ်အမုံတရားနဲ့တကူတော်ဆံမှု ကြီးစုတဲ့နေရာမှန်သမျှဒီလိုကန္နာယဆန်နေမှာပဲဖြစ်ပါတယ်ချစ်ချင်းရဲ့အစီအကံမှုရှိတဲ့နေရာတိုင်းမှာအမှန်တကယ်တိဆောက်ပေးမှု တိုးတက်ပွားများမှုအမြဲရှိနေပြီးဆိုပြေစိမ့်လန်းခြင်းတို့ အသက်ဆန်းရာလည်းအများရမဲ့စီစင်းနေမှာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအသက်ဆန်းရဲ့စီစင်းတဲ့အရင်းမြစ်ကိုသိရှိကြက ကျွန်တော်တို့လည်းပဲဒီအသက်ဆန်းရဲ့တဆင့်ကဆက်လက်စီစင်းရာနေရာများအဖြစ်ကြက်ဒီအသက်ရှင်နေကြမှာလည်းပဲဖြစ်ပါတယ်။လောကကြီးမှာတန်ဖိုးအရှိဆုံးဆန်းရင်ကတော့ခရစ်သုတာရဲ့တည်ခြင်းမှ ပေါ်ထွက်လာပြီလည်းပဲဖြစ်ပါတယ်။ရေထဲကိုပါစကာဖြောင်းတိုင်း၃ချိန်နှစ်လိုက်တာကိုတွေ့ရပါတယ်။ မြေကြီးနဲ့မြေကြီးဘုကရေနဲ့ကောင်းငင်က အလင်းနဲ့ပေါင်းဆက်လိုက်ပြီလက်ထပ်ပွဲမှာပေါင်းဆက်ကြတဲ့ပုံစံမျိုး ဥပမာမျိုးပေးပြီး ပေါင်းဆက်လိုက်ခြင်းဖြစ်ပါတယ် divinization of earth ဒီမြေကြီးကိုဖျားသခင်အဝိုက်ဝန်းဖျားသခင်ထာဝရစိုးစံရာအရင်ကလည်းပဲစိုးစံပြီးသားသို့တော့ တန့်စင်ပေးပြီးစိုးစံရနေရာအဖြစ်ပြန်လည်ပြီးတင်မြောက်လာခြင်းလည်းပဲဖြစ်ပါတယ်တရားတွေကိုကျွန်တော်တို့ပြန်လည်အမှတ်ရပြီးဒီဖြစ်ပျက်ထဲမှာပါဝင်ကြရတဲ့၆တွေ့ညှိုးနွမ်းလျက်ရှိတော်လည်းပဲအသက်ရေဟာကျွန်တော်တို့အတွင်းတစ်ထဲအထိနှလုံးသားထဲအထိသာဝရစီစဉ်လျက်ရှိတဲ့တရားကိုသိရှိပြီးတော့ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ဒီပါစကားကိုကျင့်ပကြပါစို့